လေဗရန်မှာဒီမိုကရေစီတပိတ်စကြောင်းကိုအကြမ်းဖက်ဖြိုခွင်းခဲ့လို့အစိုးရကိုရှုံချတဲ့အနေနဲ့လဲရန်မှာဆန္ဒပြခဲ့တာကြောင့်ဖန်စီခံထားရတဲ့အကြောင်းသူပိုပိုနဲ့ပန်ဘိုးကူညီသူကိုဝင်းကျော်မှုတို့ကိုမေ29ကကမာယုမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဆန္ဒပြခဲ့လို့ဖန်စီရမဲ့6ယောက်ထဲကကျော်ကိုကိုလင်းထန်နိုင်တဲ့ဖက်ခိုင်ဆိုးတို့3ယောက်ကိုဖန်စီရမိခြင်းမရှိသေးတာကြောင့်ရဲအုပ်အောင်ကျော်မိုးကဝရမ်းအတီမဖြစ်ကြောင်းတရားရုံးမှာရှောက်ထားခဲ့ပါတယ်။ တို့ရဲ့ဖောင်လာအင်မတီကြောင့်စခန်းမွေတင်ပြလာရတဲ့ကျွန်တော်တို့တရားရုံးပြင်ပြပေးလိုက်တယ်။အနန္တဆီအောင်နဲ့ပတ်သက်လို့ကျွန်တော်တို့ကတော့ဒါတော့ဆက်လက်ဆောင်ရွက်ရရှိတယ်။တရားရုံးကိုဖောင်လာအင်မတီကြောင့်ဒီပြကြောင့်တင်ပြလိုက်တာဖြစ်တဲ့အတွက်ဒါလည်းပြောပြောဒါဆွေးနွေးတက်ဖွဲပြီးတော့ဒါဆက်စစ်ခံမှာ။အခုလိုကြီးညာလိုက်တာဟာမဖမ်းနိုင်သေးသူတွေကိုတရားခံပြေးတွေဖြစ်ကြီးညာလိုက်တာဖြစ်ပြီးတရားရီထောင်မှာရောက်နေတဲ့နန္ဒာစစ်အောင်ကိုလည်းကျောင်းသူပူပူဝင်းကြုံမှုရုံးနဲ့အတူရုံးထုတ်စစ်ဆေးနိုင်ဖို့ လုံထုံးလုံနီးတွေရဆောင်ရွက်နေတယ်လို့အမှုကိုကူညီပေးနေတဲ့အထက်တန်းရှင်တွေဦးကျော်စွာဆိုကပြောပါတယ်။ကျန်တဲ့သူတို့ကတော့ကျွန်တော်တို့ဒါဖယ်ထုတ်လို့ရပါဘူး။သူကရေကရပုတ်တက်လာတော့ဖမ်းလို့မရဘူးပေါ့နော်။တာမန်စကားပြောမှန်းတော့ဝယ်ရမ်းဒီမဖြစ်ဘူးပေါ့။ဒီဝယ်ရမ်းထုတ်တယ်ဖမ်းတယ်မတွေ့ဘူးမရဘူးဆိုရင်ဒါမှမဟုတ်ဖယ်ထုတ်လို့ရပါသေးတယ်။တေကံပြေးဖြစ်ပေါ့ကျွန်တော်တို့တတ်မှတ်ပြီးတော့တေကံပြေးပြီးတတ်မှတ်ပြီးတော့သူတို့တုံးရောက်ကိုဖယ်ထုတ်လို့ရတယ်။ကျွန်တော်လည်းဒါပြောလို့မရတဲ့အနေနဲ့ကျွန်တော်လည်းဆောင်ရွက်နေပါတယ်။ဒီမှုကိုဘယ်လိုမျိုး အញ្ញံဆုံးဖြစ်မလဲပေါ့နော်ဆိုတော့ကျွန်တော်တို့အခုလုပ်နေတာတခုရှိပါတယ်။ကျောင်းသူပို့ပို့ဟာနှလုံးသွေးကြောချင်းရောဂါရှိတာကြောင့်အချုပ်ထဲမှာဆေးတောင်းနေရပြီးဂျွန်လာမှာကျောင်းတွေပြန်ဖွင့်တော့မှာမို့ဒီအမှုကိုအ мян ပြီးပြတ်စေချင်ပြီလို့အမဖြစ်သူဤပုံကပြောပါတယ်။ပညာရေးပြည်ပြင်ပြောင်းလဲဖို့ကြိုးစားတဲ့ကျောင်းသူတွေကိုအကြာကြီးအချုပ်ထဲမှာထားတော့မှာလားလို့လည်းအစိုးရကမေးခွန်းထုတ်ခဲ့ပါတယ်။ရန်ကုန်ရှိပါတယ်တက္ကသိုလ်တတိယနဲ့သမိုင်းတက်နေတယ်။အော်ပြီးတော့ဒီအမှုကအခုချိန်ကြီးပေါ့နော် ဟိုဘာမှမလုပ်သေးပဲနဲ့ဒီတိုင်းနေတာပေါ့သူဒီလာ6လပိုင်းဆိုလို့ရှိရင်ဒီဟိုဒေးတွေကပြန်တက်ကပြီလေပြီးတော့ဟိုအမို့မမြန်အမြန်ဆုံးဟိုလုပ်သေးဖို့နော်ပြောချင်တယ်အော်ပြီးတော့ဒီတိုင်းမဲ့လူငယ်တယောက်ကပြင်းပြင်းငယ်ဥပဒေပြင်ဖို့အတွက်လုပ်နေတဲ့လူငယ်တယောက်ကိုဒီတိုင်းမဲ့ထောင်ထဲမှာအကြိုက်ထားသွားလို့မှလာပေါ့အဆူရောက်ကျွန်တော်တို့နေမရှိဘူး။နောက်တစ်ချိန်ယုံချင်းကိုတော့ဖြုံ၅ရက်နေမှာယုံထုတ်ဖို့ထပ်မံချင်းဆိုခဲ့ပါတယ်။